မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မြောက်ကလာပါနယ်ရွှေပေါက်ကံအတွင်းမှာပြည်သူများထံကနေပြီးတော့သကောင်စီရဲ့အတင်းအကျပ်ကောက်ခံသူများကိုအေးအေးယူသွားမယ်လို့မြောက်ကလာပကဖကတာဝန်ရှိသူတို့ကပြောဆိုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်သူများကိုသကောင်စီရဲ့အတင်းအကျပ်လုခိုင်းနေတယ်အုပ်ချုပ်ရေးမှုယာယီမှုစေယူမှုများရဲ့နာမည်နဲ့လိပ်စာရက်ွက်ဓာတ်ပုံများကို ရန်ကုန်အရှိပိုင်းခရိုင်မြောက်ကလာပါမြို့နယ်ပကဖထံကိုပေးပို့ရန်နဲ့ပြည်တံခံရမှာဖြစ်ကြောင်းပကဖအဖွဲ့ကထုတ်ပြန်ထားတယ်လို့သိရပါဗယ်မြောက်ကလာပါမြို့နယ်အတွင်းနဲ့ရွှေပောက်ကံမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူများအကြမ်းဖက်စစ်တပ်ရဲ့သကောင်စရင်ကောက်ယူနေမှုများကိုပါဝင်မှုမပြုကြရန်နဲ့မဖြစ်မနေပေးရမယ်ဆိုပါကအချက်လက်များကို လွဲမှားပြီးတော့ဖြေဆိုခြင်းအချက်လက်အမှားများသာပေးကြရန်လဲရန်ကုန်ရှေပိုင်းခရိုင်မြောက်ကလာပါမြို့နယ်ပကဖကထုတ်ပြန်ထားပါရယ်ပြည်သူရဲ့မျက်နှာကိုမကြည့်ဘဲနဲ့ပြည်သူကိုဒုက္ခပေးနေတဲ့မြို့သူကိုမဆိုအခုတော်လိုင်းကာလအလုံးမှာပြစ်ဒဏ်ခံရမယ်လို့မြောက်ကလာပါမြို့နယ်ပကဖတာဝန်ရှိသူကပြောကြားထားပါရယ်သကောင်စင်ရဲ့အတွက်ပါဝင်ကြရမယ်ဌာနဆိုင်ရာလောက်ဝကဝန်ထမ်းများဟာလည်းသကောင်စင်ရဲ့လုပ်ငန်းနှောက်နှေးစေရန်အချက်လက်များမှားယွင်းစေရန်မိမျိုးစုံနဲ့ပြုလုပ်ပြီးတော့ပြည်သူဘက်ကနေပြီးတော့ပါဝင်ပေးကြပါရန်ထုတ်ပြန်ထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအင်းစိန်မြို့နယ် အောင်ဆန်းရက်ကွက်မှာစစ်တပ်ရဲ့ရွေးကောက်ပွဲအတွက်ဒကောင်စင်းကောက်ယူရေးမှာပါဝင်နေတဲ့သူဈေးပိုင်းရာအိမ်မှုမင်းမင်းထွန်ပြစ်ခတ်ခံရပြီးတော့တေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလာ26ရက်နေ့ည9:55မိနစ်အချိန်မှာအင်းစိန်မြို့နယ်အောင်ဆန်းဈေးအနီးမှာရာအိမ်မှုမင်းမင်းထွန်ကိုပြစ်ခတ်သွားခြင်းဖြစ်ပြီးတော့ပြစ်ခတ်မှုကြောင့်အဲ့ဒီရာအိမ်မှုဟာနေရာမှာတင်ပွဲချင်းပြီးတေဆုံသွားတယ်လို့သိရပါတယ်စစ်ကောင်စီတပ်သားများရောက်ရှိလာပြီးတော့စစ်ဆေးမှုများကိုလုံဆောင်ခဲ့တော့လေပြစ်ခတ်သွားသူဟာလွတ်မြောက်သွားခဲ့တယ်လို့သိရပါတယ်ရာအိမ်မှုမင်းမင်းထွန်ဟာအော်တိုဘားလာတရက်နေ့ဒကောင်စင်းက ောက်ယူရန်အတွက်ရက်ကွက်အတွဲမှာဖောင်များကိုဝင်ကားခြင်းစည်ရင်းများကိုကောက်ယူခြင်းများလှုပ်ဆောင်နေတဲ့အပြင်စစ်မှုထမ်းဥပဒေနဲ့လူငယ်များကိုစစ်ထဲသွင်းရန်လည်းလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရှိရပါတယ်တနေ့ကပဲသကောင်စည်ရင်အော်တိုဘာလာတရက်နေ့မှာကောက်မှာဆိုပြီးတော့ဖောင်တွေလိုက်ပေးနေသေးတယ်ဖြည့်ပြီးတော့ရက်ကွက်ရုံးကိုပို့ဖို့ရက်ကွက်ထဲမှာလိုက်ပြောနေတာစစ်မှုထမ်းတွေကိုလည်းခေါ်နေတာသူပဲဦးဆောင်ပြီးတော့လုပ်နေတယ်သူကပြူစောတိအလုတ်ကိုလည်းလုံနေတာပါလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အလားတူပဲစက်တဘာလ26ရက်နေ့ည8:00နာရီဝင်းကျယ်အချိန်မှာ ရန်ကုန်တိုင်းအင်းစိန်မြို့နယ်လျှက်စစ်မီတာရုံးဝင်းအတွင်းမှာပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့တိုက်ခတ်မှုတချို့ပါဖြစ်ပွားခဲ့ကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်။အုံတန်နှစ်ချက်အတန်တော်တော်ကျဲတယ်ပြီးတော့တနက်ပြစ်တန်လည်းကြားရတယ်လို့ဒေသခံပြည်သူကပြောဆိုထားပါတယ်။ရန်ကုန်မြို့ပြတော်လိုင်းအဖွဲ့တခုဖြစ်တဲ့ Freeline Attack Force FLA ကမနေ့ကည9:20မိနစ်နဲ့ဆက်ကမ်းမှာရန်ကုန်တိုင်းအင်းစိန်မြို့နယ်လျှက်စစ်မီတာရုံးဝင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများရှိနေတယ်။တဲအိတ်ဘန်ကားကိုလက်ပစ်ဘုံနှလုံးကိုအုံပြပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ပောက်ကွဲမှုဖြစ်စဉ်မှာလက်ပစ်ဘုံရဲ့ပြင်အားတက်ရောက်မှုနှေးပါခဲ့ပြီးတော့ပျက်စီးထိခိုက်မှုအခြေအနေကိုတော့အသေးစိတ်မသိရှိရသေးတော့လဲရဲဘော်များအနေနဲ့ပြစ်မှတ်မြို့နယ်ကနေပြီးတော့ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ရန်ကုန်မြို့ပြကိုအကြမ်းဖက်စစ်ကောင်စီကလုံးဝအုပ်ချုပ်လို့မရစီဘူးယံ အစွမ်းကိုတွန်းလှန်ခုခံမှာဖြစ်ပြီးတော့ရန်ကုန်မြို့ပြမှာအများပြည်သူလူထုနဲ့အတူလျှို့ဝှက်စွာရှိနေမှာဖြစ်တယ်လို့ Freeland Attack Force FLA ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြဝတီအာရှလမ်းကိုပြန်လည်နှွားမိုးထိန်းချုပ်နိုင်ရဲ့အတွက်စစ်ကောင်စီဘက်ကဆက်လက်ကြိုးပမ်းလျက်ရှိနေပြီးတော့ဒေါနာတောင်ကျော်မှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်လျက်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောင်စရာစစ်စင်ကြီးဟာစစ်ကောင်စီဘက်ကတော်လိုင်းတပ်ဖွဲ့ကိုတိုက်ခိုက်ထိုးဖောက်နိုင်ရန်အတွက်မီးမျိုးစုံနဲ့အုံပြုပြီးတော့နယ်မြေခံကြေးရွာသားများကိုငွေပေးပြီးတော်လိုင်းတပ်ဖွဲ့လှုပ်ရှားမှုအခြေအနေများကို သတင်းများရယူလျက်ရှိတယ်လို့သတင်းအရေးမြစ်ကပြောဆိုထားပါတယ်လက်ရှိမှာဒေါနာတောင်ကျော်မှာနှစ်ဖက်တိုက်ပွဲများဖြစ်ပွားလျက်ရှိနေပြီးတော့တောနော့ဘတ်ချမ်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်30ထွက်ပြေးမှုရှိနေတယ်လို့ဒေသခံများရဲ့ပြောပြချက်အရာသိရပါတယ်အာရှလမ်းပိုင်းမှာထိုးစစ်ဆင်ခြိတက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတော်လိုင်းပူအောင်တပ်ဖွဲ့က1-1ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်တာကြောင့် တပ်ဖွဲ့စည်းပုံပြတ်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးမှုများများပြားနေပြီးတော်လိုင်းတပ်ဖွဲ့များဘက်ကဖမ်းမိတာတွေလည်းရှိတယ်လို့အဲ့ဒီသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်တပ်ဖွဲ့စည်းပုံပြတ်လို့တပ်သားများထွက်ပြေးမှုများရှိတော့လေစစ်ကောင်စီဘက်ကတိုက်အင်အားလက်နက်ခဲယမ်းများကိုဆက်လက်ပြီးတော့ဖြည့်တင်းလျက်ရှိနေတယ်လို့ပြောဆိုထားပါတယ်ဒါအပြင်ကြုံတုံးမြို့အတွင်းအမတ်နှစ်ရက်ကွက်တစ်ပိုင်းနဲ့ပြည်သူ့စစ်ဝင်အမတ်၃ရက်ကွက်တရားပိုင်းကပြည်သူ့စစ်တင်တန်းတက်ရောက်နေသူများရှိပြီးတော့အဲ့ဒီပြည်သူ့စစ်တင်တန်းဟာ အမှတ်3ရက်ကွက်မှာနေထိုင်တဲ့သူတွေကပိုများတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။ကရင်ပြည်နယ်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတဲ့အတွက်စစ်ကောင်စီကစစ်မှုထမ်းဖို့အတွက်နိုင်ထက်စီးနှင်းပြုလုပ်ကအခြေခံလူဒန်းစားတွေကိုသာခေါ်ယူနေတယ်လို့ဖန်အံမျိုးကစစ်မှုထမ်းဆိုင်ရင်မှာပါတဲ့နီးစပ်သူတအုပ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ပေါ်မှာရှိတဲ့လူနေရပ်ကွက်နဲ့မြို့မဈေးကြီးအပေါ်ကိုအကြမ်းဖက်ဆက်ကောင်စီကဒီကနေ့မနက်အစောပိုင်းမှာလေယာဉ်များနဲ့ဘုံသုံးချိန်ကျဲချခဲ့ရာပြည်သူနာဦးတေဆုံးပြီးမိလောင်ကျွမ်းမှုတွေပါဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ28ရက်နေ့မနက်3:36မိနစ်မနက်3:40မိနစ်နဲ့မနက်3:50မိနစ်အချိန်လုံးမှာအကြမ်းဖက်ဆက်ကောင်စီကလာရှိုးမြို့ရပ်ကွက်တဲ့ကြောက်တောင်လာရှိုးမြို့မှာဈေးကြီးတို့ကိုလေယာဉ်နဲ့ဘုံများကျဲချခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးဘုံကျဲ မှုကြောင့်အမျိုးသားတအူးအမျိုးသမီးတအူးတေဆုံးပြီးပြည်သူ9ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။လာရှိုးမျိုးမဈေးကြီးမှာလည်းဘုံကြရောက်ပောက်ကွဲမှုကြောင့်ဈေးရုံမီးလောင်ခဲ့ပြီးအချိန်မီမီးငြိမ်တက်နိုင်ခဲ့တယ်လို့ဒေသခံပြည်သူများကပြောဆိုထားပါတယ်။ရက်ွက်တဲ့နယ်မြေရှိမှာအမျိုးသားတအူးအမျိုးသမီးတအူးတေဆုံးပါတယ်။ပွဲချင်းပြီး9ဦးတေဆုံးတယ်။ဒဏ်ရာရတဲ့သူတွေထဲမှာစိုးရင်ရတာတအူးပါတယ်။ဈေးရုံကိုပို့ထားပါတယ်။ ကိုဝင်ဆောင်မိခင်တအုပ်လဲ6နောက်မှာဘုံထီထားလို့ဈေးရုံကိုပို့ထားရပါတယ်ဈေးရုံမီးလောင်တာကတော့အချိန်မီမီးငိမ့်တက်နိုင်ခဲ့ပါတယ်လို့လာရှိုးမျိုးကဒေတာကန်သတင်းအရေးမိကပြောဆိုထားပါတယ်လာရှိုးမျိုးပြန်လဲထူထောင်ရေးရဲ့သတင်းစာမျက်နှာမှာတော့ဒီကနေ့မနက်3:15မိနစ်မှာစစ်ကောင်စီကလေရင်နဲ့လာရှိုးမျိုးမှာဈေး Cherry ဈေးရုံထဲကိုဘုံကျရောက်ခဲ့တယ်လို့ပြောဆိုထားပါတယ်ဒါအပြင်ရက်ကွက်တဲ့နည်းမြေရှစ်ထဲမှာလဲဘုံကျရောက်ပောက်ွဲတဲ့အတွာပြည်သူအထူးကိတ်သိဆုံးမှုရှိကြောင်းသတင်းထုတ်ပြန်ထားပါတယ် အကြံပေးစီကောင်စီကစက်တင်ဘာလ26ရက်နေ့ည8နာရီအချိန်မှာတိုင်းရင်းသားလက်နက်ကိုင်များ PDF များအနေနဲ့လက်နက်ကိုစွန့်ပြီးတော့ပါတီလမ်းကြောင်းနဲ့၎င်းရွေးကောက်ပွဲလမ်းကြောင်းနဲ့၎င်းနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီးနဲ့အပြေရှာရန်ဖိတ်ခေါ်ထားကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်ဒီကနေ့စက်တင်ဘာလ28ရက်နေ့မနက်3နာရီ30မိနစ်ဝန်းကျင်အချိန်မှာလာရှိုးမြို့ပေါ်ကိုလေရင်နဲ့ဘုံများဇက်တိုက်ကျဲချခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်နဲ့မန္တလေးတို့မှာလာမယ့်အော်တိုဘားလာဇန်ပိုင်းမှာစတင်မယ်စစ်မှုထမ်းအပတ်စဉ်6ရက်အတွက်လူငယ်များကိုစင့်ခေါ်ခြင်းငွေကြေးချင်းချောက်တောင်းခံခြင်းနဲ့ပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်ပလာရအပိုင်းရေကြီးအိုင်ရက်ကွက်မှာယာအိမ်မှုထုံးအောင်ဟာရက်ကွက်တွင်းမှာရှိတဲ့အသက်17နှစ်ကနေအသက်35နှစ်အတွင်းအမျိုးသားများကိုအတင်းအကျပ်ဖိအားပေးပြီးတော့လက်ရင်းမှုရုံးစာနဲ့စင့်ခေါ်ချင်းချောက်က စင်မူတန်းဖောင်တွေကိုဖြေခိုင်းနေတယ်လို့သိရပါဗျ။တချို့တော့လူငယ်များဟာကြောက်လန့်ပြီးတော့ဖောင်ဖြေလိုက်ရပြီးတော့တချို့လူငယ်များကတော့ရက်ွက်အတွင်းကနေထွက်ပြေးနေရတယ်လို့သိရပါဗျ။ရာအိမ်မှုထုံးအောင်ကစင်မူထန်းလာခေါ်တယ်ဆိုပြီးတော့လူငယ်များကိုဖမ်းဆီးပြီးငွေကြေးများချင်းချောက်တောင်းခံနေတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့နေမြေကန်တက်အရာရှိများနဲ့ငွေကြေးတွေခွဲခြမ်းမျှဝေယူနေကြတယ်လို့သိရပါဗျ။အလားတူပဲရန်ကုန်တိုင်းတောင်ပိုင်းတွန်တေးခရိုင်ကော်မူးမြို့နယ်ဖယားလန်းရက်ွက်အုပ်ချုပ်ရေးမှုအသစ်က စစ်မှုမထမ်းလိုပါကအသက်18နှစ်ကနေအသက်35နှစ်အတွင်းအမျိုးသားများအနေနဲ့အနည်းဆုံး3000ကျပ်ကနေပြီးတော့ငွေကျပ်တသိန်းအထိတောင်းယူနေတယ်လို့သိရပါဗျ။ဒါအပြင်ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်အုတ်ကံမြို့ပြင်းမာကုန်ကြီးပါကအုတ်ချုပ်ရေးမှုမြင်းထွန်းကအခုရက်ပိုင်းအတွင်းမှာလူငယ်များကိုညာပိုင်းလက်လိုက်ဖမ်းဆီးနေပြီးတော့ စစ်မှုထမ်းရအတွက်စစ်တပ်ထဲကိုပို့ဆောင်နေတယ်လို့သိရပါဗါးစစ်မှုမထမ်းလိုပါကလူငယ်တအူးကိုငွေကြတသိန်းခွဲပေးရမယ်ဆိုပြီးတော့လိုက်လံတောင်းခံရရှိတယ်လို့သိရပါဗါးရက်ကွက်အတွင်းကနေအိမ်များကလည်းတလားကိုငွေကြ9000ကနေငွေကြတသောင်းခွဲအထိလိုက်လံတောင်းခံနေတယ်လို့သိရပါဗါးအလားတူပဲစက်တမလာ25ရက်နေ့ညပိုင်းကမန္တလေးမြို့ပြည်ကြီးတကွန်မြို့နယ်ကငယ်အလဲပိုင်းမှာစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့များက အဲစရင်စစ်ဆေးတယ်ဆိုပြီးတော့လူငယ်သုံးကိုဖမ်းဆီးသွားတယ်လို့သိရပါဗါတယ်အဲ့ဒီနောက်မှာတော့စစ်တပ်ကစစ်ကားတွေနဲ့တင်ခေါ်ပြီးစစ်မှုထမ်းရအတွက်ခေါ်ဆောင်သွားတယ်လို့မိသားစုကိုအကြောင်းကြားလာတယ်လို့သိရပါဗါစက်တမ်ဘာလ26ရက်နေ့မှာဂန်းငယ်အလဲပိုင်းကလူငယ်နှစ်ဦးကိုစစ်တပ်နဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့ကဖမ်းမှန်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗါဖမ်းဆီးခံရတဲ့လူငယ်တွေကငွေကြေးမတတ်နိုင်တဲ့ပါမန်လက်လုံလက်စားလူငယ်လေးတွေပါ ငွေမလိုက်နိုင်တော့စစ်မှုထမ်းရတာပေါ့စက်တဘာလ26ရက်နေ့မှာတော့နောက်ထပ်လူငယ်နှစ်ဦးကိုထပ်ဖမ်းသွားပါတယ်စုစုပေါင်း5ဦးအဖမ်းခံလိုက်ရပါတယ်လူငယ်တွေလည်းတိတ်မရှိတော့ဘူးလကုံရက်ဖြစ်တော့လူငယ်တွေအကုန်လုံးရွာဘက်တွေကိုပြေးနေကြရပါတယ်လို့မန္တလေးပြည်ကြီးတခုမြို့နယ်ကပြည်သူတအုပ်ကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီကအော်တိုဘာလမှာစတင်မဲ့စစ်မှုထမ်းအပတ်စဉ်6အတွက်တနိုင်ငံလုံးမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများကြဲကြဲပြန့်ပြန့်လှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရိတ်တဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။